မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်အခုမင်္ဂလာပါရှင်မင်္ဂလာပါညီမ MNBC 2025ရဲ့ Live Flow အကြောင်းကိုဆက်လက်ဆွေးနွေးကြရအောင်လားကို life flow ဆိုတာအသုံးပြုမှုအလိုက် ပြောင်းလဲနေလေဝန်အားလို့သိရပါတယ်ဒါဆိုရင် engineer တယောက်ကစားတော့ဆိုင်စားတင်ကြောင်းရုံးခန်းအတွက်ဆိုပြီး life flow တန်ဖိုးကိုဘလောက်တုံးရမယ်ဆိုတာဘလို့သိနိုင်ပါတလဲကုမာအဆောင်အမျိုးအစားတစ်ခုချင်းစီအတွက်အနည်းဆုံးခံနိုင်ရမယ့်ဝန်အားကိုအတိအကျသတ်မှတ်ပေးထားတယ်ဒီဇိုင်းပညာရှင်ကအဆောက်အုံရဲ့တကယ့်အသုံးပြုမှုကြောင့်ဖြစ်ပေါ်လာမဲ့ဝန်အားကိုတွက်ချက်သည်ဘလို့အချင်းနေမှာမှာ ကုတ်ရွေတေဘသုံးတတမနှုတတမနှုမှာတတ်မှတ်ထားတဲ့အ ਨੇ ဆုံးဝန်အားရီထဲရော့အနေပြီးဒီဇိုင်းထုတ်လို့မရပါဘူးညီမဒါဆိုရင်ဇယားသုံးတတမနှုတတမနှုကအဓိကရည်ညွှန်းကိုကားရမယ့်အချက်လက်ပေါ့အဲ့ဒီဇယားထဲမှာဘလိုဝန်အားမျိုးစားတွေကိုဖော်ပြထားသလဲရှင်ဇယားထဲမှာဝန်အားအမျိုးအစားနှစ်မျိုးကိုအဓိကဖော်ပြထားပါတယ်တစ် uniform လို့ဒါကဂျန်ကင်းတစ်ခုလုံးအပေါ်မှာတစရူရန်ပေကိုဘလောက်ဝန်အား PSF တက်ရောက်တယ်ဆိုပြီးညီညီညာညာဖြန့်ကျက်ထားတဲ့ဝင်အားပါ2 concentrated လို့ဒါကတော့နေရာတစ်ခုထဲမှာစုပြီးတက်ရောက်လာနိုင်တဲ့အလေးချိန်တစ်ခုတည်းရဲ့ဝင်အားပါဥပမာမိကန်တိတ်တာကြီးတစ်လုံးရဲ့အလေးချိန်မှာဂျန်ကင်းကဒီဝင်အားနှစ်မျိုးလုံးကိုတီးကြစီခံနိုင်အောင်ဒီဇိုင်းထုတ်ရမယ်ညီမဇရားတွေကဥပမာတချို့ကိုပြောပြပေးလို့ရမလားကိုဟုတ်ကဲ့ဥပမာစားတောက်ဆိုင်တွေအတွက်ဆိုရင် uniform လောက်က100 PSF တစတူရန်ပေမောပေါင်တရာဖြစ်တယ်။ယုံခန်းတွေအတွက်ဆိုရင် uniform လောက်က 90PSF နဲ့ concentrator လောက်က2000ပေါင်ဖြစ်တယ်။ဒါပေမဲ့လူဝင်လူထွက်များတဲ့ပထမတာစင်ကြဲတဲ့အဲကန်တွေဒါတော့ 100PSF ဖြစ်ပြီးခီးတဲ့တင်ကားတွေပဲထားတဲ့ကားကိုယ်တော်တွေအတွက်ဆိုရင် 40PSF အမိုးတွေကိုဥညင်ထားမှမဟုတ်လူစုဝေးရနေရအဖြစ် သုံးမဲ့ဆိုရင် 100PSF နဲ့ design ထောက်ရပါတယ်။ ဇရာအောက်မှာမှတ်ချက်တွေခြွင်းချက်တွေအများကြီးတွေ့ရပါတယ်။ဒါတွေကဘာအတွက်ပါလဲရှင်။ဒါတွေကအထူးအခြေအနေတွေအတွက်အသေးစိတ်လမ်းညွှန်ချက်တွေပါ။ဥပမာစာကြည့်တိုင်းမှာစာအုပ်စင်တွေထားမဲ့ကျန်းကင်အတွက်ဆိုရင်စာအုပ်စင်အပြင်လူသွားလမ်းအခြေစောတဲ့တတ်မှတ်ချက်တွေနဲ့ကိုက်ညီမှာတတ်မှတ်ဝန်အားကို အသုံးပြုခွင့်ရှိတယ်။တစ်ခုမှဆိုတစ်ခုတိုင်းကိုတန်မှုတစ်ခုတည်းနဲ့တွက်လို့မရပါဘူး။ PC မထားတဲ့တစ်ခု non storage attic နဲ့အကန့်အသတ်နဲ့ထားတဲ့တစ်ခု အသေးတက်ဆင်ထားတဲ့လေကားရှိတဲ့သက်ခိုးဆိုပြီးသုံးမျိုးခွဲခြားထားပြီးတခုချင်းစီအတွက်ဝင်အားတွေမတူပါဘူးယုံခန်းဒီမှာနောက်ပိုင်းမှာအခန်းတွေထပ်ခွဲနိုင်ဖို့အတွက်နေရန်အသစ်တွေရဲ့အလေးချိန်အတွက် Changing Life Lock မှာ အပိုဆောင်ငန်း PSF ကိုကြိုတင်ထည့်သွင်းဒီဇိုင်းထုတ်ထားဖို့လိုအပ်တယ်ညီမ engineer တယောက်အနေနဲ့ uniform load နဲ့ concentrated load D1 နှမျိုးလုံးကိုတပြိုင်တည်းထည့်သွင်းစဉ်းစားရတာလားဒါမှမဟုတ်တစ်ခုကိုပဲရွေးချယ်ရတာလားဆိုတာရှင်းပြပေးပါအောင်ကိုဟုတ်ကဲ့ ဒါကအရေးကြီးတဲ့အချက်ပါပဲဝန်နှမျိုးလုံးကိုတပြိုင်တည်းထဲထည့်သွင်းစဉ်းစားစရာမလိုပါဘူးအင်ဂျင်နီယာကဒီဝန်နှမျိုးလုံးအတွက်တည်တန့်စီတွက်ချက်စစ်ဆေးရပါတယ်ပြီးရင်အဲ့ဒီနှစ်ခုတည်းကမှအဆောက်အုံရဲ့အစစ်ပိုင်းအပေါ်မှာဝန်တယောက်မှုအကြီးမားဆုံးဖြစ်စေတဲ့ဝန်တစ်ခုအတွက်ခန္ဓာရည်ရှိအောင်ဒီဇိုင်းထားပါမှာဖြစ်တယ်ဥပမာ concentrated လောက်ကြောင့်ဖြစ်တဲ့ PR ကပုံများနေရင်အဲ့ဒီဝန်အတွက်ဒီဇိုင်းထောက်ရမှာပါ ဒါဆိုရင်တာမန်ယုံခန်းလူနေအိမ်လူအဆောက်အုံတွေအတွက်ကတော့ဇရာ3ဒသမ1ဒသမ1ကလုံလောက်တယ်ပေါ့ကုန်တင်ကားကြီးတွေဘတ်ကားကြီးတွေထားမဲ့ကိုတောင်တွေအတွက်ရောဒီစီမင်းတွေကလုံလောက်ရဲ့လားရှင်မလုံလောက်ပါဘူးအဲ့ဒီလိုအလုံဝန်ဟားကြီးတဲ့နေရာတွေအတွက်ကုမအထူးပစ်ထမ်းရည်တည်တံ့ပေးထားပါတယ်သူအတွက်တည်တံ့စရာတေဘ3.2.3ဆိုပြီးရှိရယ်ဒါကတာမန်ကားတွေအတွက်သတ်မှတ်ထားတဲ့ ရင်စည်းကမ်းနဲ့ကုန်တင်ကားကြီးတွေအတွက်တီးတန်းသတ်မှတ်ထားတဲ့စည်းကမ်းတွေကွာခြားသလိုပါပဲဒီကားကိုတောင်တွေအတော်ဝန်အားတွေကိုဘလိုပုံစံနဲ့ဒီဇိုင်းမှာထည့်သွင်းစဉ်းစားရပါသလဲကိုကားတစ်စီးရဲ့ဘီးတွေကချန်ကင်းပုံမှာတက်ရောက်တဲ့ပုံစံကို အနည်းစဆုံးတူတောင်လုပ်ဆောင်ထားတယ်ဝန်အားတွေကိုဆဲဘဲအခြေရှိတဲ့လမ်းကျောတစ်ခုပုံမှာတက်ရောက်တယ်လို့ယူဆပြီးအင်ဂျင်နီယာကအဆောက်အုံရဲ့ထုတ်တန်းဒါမှမဟုတ်ချန်ကင်းအစိပ်ပိုင်းတစ်ခုစီအပေါ်မှာ အဆိုးရွားဆုံးဝန်တရားမှုဖြစ်စေမဲ့နေရာကိုရွေးပြီးအဲ့ဒီဝန်တွေကိုနေရာကျတွက်ချဲရတယ်ထုတ်တန်းမျိုးစအလိုက်တွက်ချက်ပုံကွာခြားတယ်လားအကိုဟုတ်ကဲ့ကွာခြားတယ်ညီမ single span အတွက်ဇယားတွေက uniform လောက်အပြင်အဆိုးဆုံးဖြစ်စေမဲ့နေရာမှာ concentrator လောက်တစ်ခုတင်ပြီးတွက်ချက်ရတယ် multiple spans တွေအတွက်ဆိုပိုးပြီးရှုပ်ထွေးပါတယ်အဆိုးဆုံးဖြစ်နိုင်ခြေတစ်ခုဖြစ်တယ် support အပေါ်မှာ negative moment အများဆုံးထိအောင် concentrator လောက်နှစ်ခုကိုမတူညီတဲ့ span နှစ်ခုပေါ်မှာ တပြိုင်နက်တည်းတင်ပြီးတွက်ချက်ရပါတယ်။ဒါဆိုရင်တာမန်အဆောက်အုံဒီအတွက်က uniform လုံးနဲ့ concentrator လုံးနှစ်ခုတည်းကအစိုးဆုံးကိုရွေးချယ်ရပြီးကုန်တင်ကားလိုဝန်အားကြီးတဲ့ကုထောင်ဒီအတွက်ကြတော့ကားပြီးလူရဲ့တက်ရောက်မှုကိုအနည်းဆက်ဆုံးတူအောင်အထူးနီးလောင်းတွေနဲ့နေရာချတွက်ချက်ရတယ်လို့နားလည်လိုက်ပါတယ်ရှင်။ဘေးကင်းလုံခြုံမှုအတွက်အသေးစိတ်ချတဲ့ချင်းကမှုပါပဲ။ အခုလိုအသေးစိတ်ကြကြအရှင်းပြပြီးတဲ့အတွက် ATW Construction Engineering Group မြေကအကိုအကိုရောအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်း3ရဲ့အခန်းခွဲ3.3မှာကြန့်ရှိသေးတဲ့စိတ်ဝင်စားခွင့်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။